လောကကအင်မတန်မှအနေကျက်လောက်တဲ့အထိအန္တရာယ်များတယ်။ရှိတာတွေကိုထုတ်ထုတ်ကြွားနေတဲ့အခါကျတော့ရန်သူတွေကိုဖိတ်ခေါ်နေသလိုပဲ။အဲဒီလိုရှိတာတွေပြနေလို့လည်းဘယ်သူမှအထင်ကြီးမသွားဘူး။ရှိတဲ့အရာတွေကိုအကျိုးရှိတဲ့နေရာတွေမှာသာတိုးတိုးတိတ်တိတ်သုံးဆွဲရင်းဖြင့်အကျိုးရှိမဲ့နေရာလိုအပ်မဲ့နေရာတွေမှာဘေးကင်းစွန့်ကြဲရင်းဖြင့်ကိုယ့်ရဲ့ဒါနအထုတ်ကိုထုတ်သွားဖို့ပဲလိုအပ်တယ်။ရှိတာတွေကို အားလုံးသိအောင်ခဏခဏထုတ်ပြနေတဲ့အခါကျတော့ရန်သူတွေများလာတယ်မနာလိုတဲ့သူတွေပေါ်လာတယ်အဲ့ဒါကိုကိုကပြန်ပြီးတော့အပြစ်မြင်လို့မရဘူးသူတစ်ပါးရှိတာကမုဒိတာမပွားနိုင်ဘူးလားလို့မလုံနဲ့လူတိုင်းအစဉ်ပြင်နေကြတာမဟုတ်ဘူးတနက်စာတနက်မနေ့ရှာစားနေရတဲ့သူတွေကဘလို့မှဝမ်းမသာပေးနိုင်တာအမှန်ပဲရှိတာတွေကိုဖြုံးပြတယ်ရှိတာတွေကိုသုံးပြတယ်သူတို့တော့ဘာမှအသုံးမတည့်ဘူးအသုံးမတည့်တဲ့အပြင် အခွင့်မသာလို့တာဘာမှမလုပ်ကြတာအခွင့်သာရင်ကိုယ်စီကအရာတွေကိုမတော်မတရားတောင်လူယူဖို့အတွက်စိတ်ကူးမဲ့သူတွေပေါ်လာလိမ့်မယ်ဒါကြောင့်ရှိလဲတော်တော်တိတ်တိတ်နေလူသိမခံနဲ့မရှိလဲမသိစင်နဲ့မရှိတာကိုသူများသိအောင်လုပ်နေတော့မတနာဘူးမတနာပြင်းနဲ့ဘာပြောလဲဆိုတော့အိုညံ့လို့မရှိတာမကြိုးစားလို့မရှိတာနဲ့ကိုယ်အခက်ခဲကိုနားလဲပြင်းမဲ့သူဆိုတာမရှိဘူးညည်းညံတဲ့လောက်ညည်းကိုချင်းစာမဲ့သူပေါ်လာမှာမဟုတ်ဘူး ကိုချင်းစာတဲ့သူတော့ပေါ်တော့ပေါ်မယ်ဘလို့ပေါ်မလဲဆိုတော့ပါစက်လောက်ပဲအော်တနာပါတယ်တလောက်ပဲအေးကိုကိုကိုဒီလက်ရောက်နေကိုညင်ကျင်တဲ့သူပေါ်အောင်တော့အနောက်ဆက်အဟန်တားတွေပေါ်လာတာပဲဒါတွေဒီတော့ကိုအားကိုကိုပြီတော့တိုးတိုးတိတ်တိတ်နေတာပဲကောင်းတယ်မရှိတာတွေကိုလူသိအောင်လှုပ်ပြန်တော့လေအထင်အမြင်လွဲပြီးတော့ကိုကိုတော့ပြန်ပြီးတော့အပြစ်တင်သွားသေးတယ်အဲ့တော့အကျိုးရလဒ်ဘာမှမရှိတဲ့အတွက် ရှိလဲမကြွားနဲ့မရှိလဲငိုမပြနဲ့အမြဲတမ်းတည်တည်ငြိမ်ငြိမ်နဲ့ရင်းရင်းကြက်ကြက်သာနေရှိလို့ခဏခဏပြမိတယ်ရှိလို့မလို့ကိုဘသားကိုတုံးတာပဲဆိုပြီးတော့တုံးပြတယ်ရန်သူတွေပေါ်ပေါ်လာတယ်ဆိုတာဘယ်တော့မှမမေ့ပါနဲ့ကို့အိမ်နေနာချင်းကအစအမြင်မကြည့်တော့ဘူးဆိုတာကိုတတိထားလိုက်ပါကောင်းတဲ့ကုသိုလ်လုပ်ရင်တောင်မှကိုလှူနိုင်လို့လှူတာတောင်မှအပြစ်မြင်တဲ့သူကမြင်သေးတာကို ပြီးတော့တိုးတိုးတိတ်တိတ်နေတတ်မှကောင်းတာမရှိတဲ့အခါမှလည်းပဲခဏခဏညည်းနေတော့အင်းညည်းပြမနေနဲ့လူတိုင်းကဒုက္ခတွေနဲ့ကြည်ပဲဆိုကိုချင်းမစားတဲ့အပြင်ကိုယ့်ရဲ့ဒုက္ခကိုတောင်မှပြည့်ရပြူသွားတာခံရလိမ့်မယ်ကိုကိုအပြစ်တင်သွားတာသာအဖတ်တင်လိမ့်မယ်လူတွေရဲ့တနာညာတာမှုတွေကိုကြားချင်နေလို့မရဘူးတကယ်တမ်းတနာညာတာမယ်ဆိုကိုအနာမှာရှိတဲ့သူ အနားမှာပတ်ဝန်းကျင်မှာရှိနေတဲ့သူသူတို့ကငဲ့ညာတတ်တဲ့စိတ်ရှိလို့ရှင်ငိုပြနေစရာတော့မလိုဘူးအဆင်ပြေသွားမှာဒီတော့ရင့်ကျက်တဲ့စိတ်နဲ့သာနေထိုင်ပါရှိလဲမကြွားတတ်ဘူးမရှိလဲအာမငဲ့တတ်ဘူးတိုးတိုးတိတ်တိတ်သာနေ၍ဒီအတိုင်းသာဘဝကိုရင့်ကျက်စွာကြောဖြတ်ချရတာအဆင်ပြေစွာကြောဖြတ်နိုင်ပါစေလို့ဆုတောင်းပါတယ်အားလုံးရင့်ကျက်သောစိတ်ထားဖြင့်တည်ငြိမ်တဲ့ဘဝတွေရကြပါစေ။